အခုကျင်းဆိုင်နေရတဲ့ခစ်ခစ်ကအသက်တွေကိုတိုက်စားသေပြီးရှင်နေတဲ့သူတွေနဲ့ရှင်ပြီးတော့သေနေတဲ့သူတွေကိုမွေးဖွားတယ်ဆိုတော့ကအပကအ ရွက်ခဲ့တဲ့ကြပြားတွေကကျွန်တော်တို့ဒီမှန်းနဲ့ကျွန်တော်တို့ဥတီတဲ့ဘန်းနိုင်ကိုသွားဖို့အတွက်ကိစ္စတွေကိုခံစားပြီးရေးဖွဲ့ထားတဲ့ကြပြားပါဒီတစ်ခါဆက်ရွက်ချင်တဲ့ကြပြားအဲ့သွားတဲ့အချိန်မှာကျွန်တော်တို့ကညင်ညင်သာသာဖမ်းမဖြူဖြူကောင်းကောင်းမွန်မွန်သွားနိုင်တာလားမဟုတ်ပါဘူးအဲ့ဒီမှာကြိုးရလူကြိုးမယ်ပဲ့ရလူပဲ့မယ်သေတဲ့လူသေမယ်အဲ့လိုဆင်းရဲဒုက္ခတွေများစွာနဲ့ ရင်ဆိုင်ပြီးတော့မှပန်းနိုင်ကိုသွားရမှာပါကျွန်တော်လမ်းဟာမဖြောင်ပြူပါဘူးအဲ့မှာကျွန်တော်တခုတွေးမိတာငါမှာညာဘက်ခြေတော့ပြတ်သွားလို့ရှင်မင်းမှာဘယ်ဘက်ခြေတော့ပြတ်သွားလို့ရှင်မင်းနဲ့ငါနဲ့နှစ်ယောက်တယောက်ပခုံးတယောက်ဖက်ပြီးတော့ငါတို့သွားလို့မရဘူးလားအဲ့ဒီအတွေ့ပါပဲအဲ့ဒီအတွေ့ကိုရေးထားတဲ့ကြပြပါကောင်းစဉ်က ုံးချောင်းထောက်တူတူလေးပါအဲ့ဒါလေးနားထောင်ကြည့်ပါမင်းကလေခြေတစ်ဖက်မဲ့ဂျိုင်းတော့တယ်လူငါစီမာညာကြီးကငုံတိဂျိုင်းထောက်တာရှိတယ်သူတယောက်ပခုံးတယောက်ဖက်ကြမ်းတစ်ဖက်စီနဲ့လှမ်းရင် ပန်းနိုင်မရောမချင်းမင်းနဲ့ငါက တူတူဒါပါပဲကျေးဇူးတင်ပါတယ်နောက်တစ်ပုဒ်ကကျွန်တော်တို့သမိုင်းဆိုတဲ့ကဗျာပါကျွန်တော်တို့သမိုင်းကိုရေးဖွဲ့တာတွေကဗျာတွေများပါတယ်ကျွန်တော်လည်းသမိုင်းကိုကဗျာတော်တော်များများရေးပြပါတယ်အဲတော့ဒီမှာကျတော့သမိုင်းကနေပြီးတော့ဒီခက်ကလူတွေကိုဘယ်လိုခွဲလိုက်သလဲ ဘလို့ပမန်ချာချာထင်းနေမြင်မြင်ဖြစ်အောင်လှုပ်လိုက်တယ်လေအဲ့ဒါလေးကိုခံစားပြီးရေးတာနောက်ထောင်ကြည့်ပါကောင်းစင်ကတမန်မြစ်ကမြစ်ကကဘာတွေကိုတိုက်စားကြောက်ဆောင်တဲ့မြေသားကိုခွဲကြတယ်မြစ်ကမြစ်ကကဘာတွေကိုတိုက်စားကြောက်ဆောင်တဲ့မြေသားကိုခွဲကြတယ် အချစ်ကအချစ်ကနှလုံးသားကိုတိုက်စားအိမိနစ်ဘဝကိုခွဲကြတယ်အချစ်ကနှလုံးသားကိုတိုက်စားအိမိနစ်ဘဝကိုခွဲကြတယ်ခစ်အခုကျင်းဆိုင်နေရတဲ့ခစ်ခစ်ကအသက်တွေကိုတိုက်စားအသက်တွေကိုတိုက်စားသေပြီးရှင်နေတဲ့သူတွေနဲ့ရှင်ပြီးတော့သေနေတဲ့သူတွေကိုမွေးဖွားတယ် ဲ့ဒါသမိုင်းပါပဲကျေးဇူးတင်ပါနောက်တစ်ပုဒ်ကတော့ကျွန်တော်လတော်တော်များများကိုရေးပြပါတယ်ဥပမာ January February စသဖြင့်ပေါ့အခုဒီမှာ December ဆိုတော့လာနေပတ်သက်တဲ့ကြပြားလေးပေါ့နော်ဒီကြပြားလေးကိုဆက်ပြီးတော့နောက်ထောင်ကြည့်ပါအဲဒီကြပြားတူလဲတူပါတယ်ခေါင်းစဉ်ကဒီဇင်ဘာ နှဲ့ဆွေးတွေမြုပ်နှံရာဖြစ်တယ်လို့ခဲ့ဆွေးတွေရဲ့တုတ်တန်တာဖြစ်ပါစေနှဲ့ဆွေးတွေကိုမြုပ်နှံရာဖြစ်တယ်လို့ခဲ့ဆွေးတွေရဲ့တုတ်တန်တုတ်တန်တာဖြစ်ပါစေအပူနွေကိုစရင်ဖြောက်တယ်လို့ငါတို့ပြည်သူတွေရဲ့အပူတွေကိုလည်းกินပြနိုင်ပါစေနှဲ့အသေးရဲ့အာယုံဦး တခေရဲ့ကြာငုံအဖူးလိုဖူပြီးပွင့်ရင့်ပြီးအာဂျန်ဇဝါရီကိုမွေးဖွားမဲ့မိခင်လိုအသိဝင်ရင်အတင်းမျောလင်းနင်းတို့မျောလင်းနင်းတို့အမြန်ဝေပါစေဒါဒိသမာဆိုတဲ့ကဗျာပါနောက်တော့ကျွန်တော်တို့ ြာကျသွားတဲ့အလွမ်းဆိုတာလေးဒီဘက်နောက်ဆုံးနေနဲ့ကျွန်တော်ရွတ်ပါမယ်။လွမ်းလွမ်းလွမ်းနဲ့အဲ့လွမ်းနေဟာနောက်ဆုံးကျတော့ပြာကျသွားတာပါလေ။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုပြာကျနိုင်လောက်အောင်ကိုခစ်ကကျွန်တော်တို့ဖန်ပြီးပေးလိုက်လို့အဲ့ဒီခစ်ကအလိုကျကျွန်တော်တို့အလွမ်းနေပြာကျသွားရပါတယ်။အဲ့ဒါလေးကတော်တော်လေးပါ၂၀၀၀ကျပါ။ခေါင်းစဉ်ကပြာကျသွားတဲ့အလွမ်းသမင်းဝိုင်းမှာလူမစုံလို့ ပူပုံပွားတဲ့အလွမ်းတွေမဖြစ်သမင်းဝိုင်းလူမစုံလို့ဟိုလူမျိုးဒီလူမျိုးနဲ့စဆာချင်းကျွန်တော်တို့လွမ်းနေအခုသမင်းဝိုင်းမှာလူမစုံလို့ပူပုံပွားတဲ့အလွမ်းတွေမဖြစ်မဖြစ်တော့မဖြစ်ဘူးရွာမရှိအိမ်မရှိသမင်းဝိုင်းဆိုတာကိုမသိအပူမိတာအကုန်ဖြတ် ောက်ခောက်တဲ့ခေကျေးဇူးတင်ပါတယ်